အားလုံးပဲမင်္ဂလာပါ။ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ဖုန်ကြီးကျောင်းကိုဝင်ခိုးတဲ့တရေနှစ်ယောက်ရဲ့ဇာတ်သိမ်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အကြောင်းအရာမစတင်ခင်ပါ။ကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအတိတ်တန်တန်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တရားခင်ချင်ပါတယ်။ဟုတ်ကဲ့အကြောင်းအရာလို့စတင်လိုက်အောင်။တညမှာတော့ခင်မင်းရင်းနှီးတဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့လူရှိနဲ့ဆောတော်တို့ကမော်တော်ဆိုင်ကယ်တွေကိုစီးပြီးတော့အိမ်ကနေထွက်လာခဲ့ကြပါတယ်။သူတို့က လွန်ခဲ့တဲ့ရန်အနေငယ်ကရေကန်တစ်ခုမှထားခဲ့တဲ့ပစ္စည်းတစ်ခုကိုလာရှာကြတာပါသူတို့တွေကပစ္စည်းကိုရှာဖို့ရေကန်ထဲကိုဆင်းခဲ့ပေမဲ့ဘယ်တော့ပဲရှာရှာမတွေ့ပါဘူးမင်းဒီနေရာမှာထားခဲ့တာသေချာလားလူရှင်စောတို့တို့ကမေးလိုက်ပါတယ်သေချာတာပေါ့ဟာမင်းလည်းမျက်စိနဲ့မြင်တာပဲငါတို့တူတူလာခဲ့ကြတာပဲလေလူရှင်ကပြန်ဖြေလိုက်ပါတယ်ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ရေစည်းနယ်များတခြားနေရာကိုမျောသွားရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်တခြားလူတွေယူသွားရလဲဖြစ်နိုင်တယ်ငါအဲ့တုန်းကချက်ချင်းမလာမိတာတော်တော်နောင်တရရပါပဲကွာလူရှင်ကပြောလိုက်ပါတယ် လူငယ်နှစ်ယောက်လုံးပစ္စည်းကိုရှာမတွေ့တော့ပင်ပန်းပြီးတော့ဆေးတက်ကြလာပါတယ်။ဘာလို့လဲဆိုတော့သူတို့ရှာနေတဲ့ပစ္စည်းကဈေးကြီးတဲ့အတွက်ရောင်းလိုက်ရင်ပတ်စံတွေအများကြီးရမှာမဟုတ်လို့ပါ။သူတို့ရေကန်ဘေးမှာနားနေတော့မှရုတ်တရက်အဖိုးကြီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ငါ့ကိုဖုန်ကြီးကြောင်းကိုခဏလိုက်ပို့ပေးပါကွယ်။လူငယ်နှစ်ယောက်လုံးလှည့်ကြည့်လိုက်တဲ့ခါမှာတော့ရေတွေဆူရွှဲနေတယ်။အဖိုးကြီးရဟန်းတစ်ပါးကိုတွေ့လိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအယိုးပေါ်အရေးတင်အောင်ပိန်ချုံးနေပြီးတော့မျက်နှာတွေကလည်းရောင်ကိုင်းနေပါတယ်။သူ့ရဲ့မျက်နှာမှာသွေးတွေလည်းပြည့်နေပါတယ်။ သူတို့ကကြောက်အားလန်အားနဲ့អော်လိုက်ပါလေဒါတကယ်ပဲလားဆောတို့တို့ဒီလိုအခြေအနေနဲ့ညာနဲ့တကောင်ရေကန်ဘေးမှာဘာလို့ရက်နေရလဲလူရှည်ကမေးလိုက်ပါလေသူတို့နှစ်ယောက်ခေါင်းငိမ့်ပြီးတော့မော်တော်ဆိုင်ကယ်တွေကိုဆက်နှိုးပြီးတော့အမြန်ဆုံးမောင်းထွက်လာခဲ့ပါလေအဲ့ဒီလျှော့ဆန်းကျဲတဲ့ဖုန်ကြီးရဲ့လက်ကနေထွက်ပြေးဖို့သူတို့မျှော်လင့်ခဲ့တာပါလမ်းမှာလူရှည်ရဲ့မော်တော်ဆိုင်ကယ်ကဆောတို့တို့ရဲ့မော်တော်ဆိုင်ကယ်ကိုကြော်တက်သွားပါလေအဲ့ဒီမှာပဲဆောတို့တို့ကလူရှည်ရဲ့မော်တော်ဆိုင်ကယ်နောက်မှာဖုန်ကြီးကလိုက်စီးလာတာကိုတွေ့လိုက်တဲ့အခါမှာတော့တော်တော်လန့်သွားပါတော့တယ် သူကအရှိန်တင်လိုက်ပြီးတော့လူရှိနဲ့ရှင်ပြီးတော့မောင်းရင်អော်ပြောလိုက်ပါတယ်လူရှိတရရဟန်းကြီးကမင်းနောက်မှာရှိနေတယ်လူရှိကဖြည်းဖြည်းချင်းလှည့်ကြည့်တဲ့ခါမှာတော့လေထဲမှာလွင့်နေတဲ့ရဟန်းကြီးရဲ့သင်ငန်းကိုတွေ့လိုက်ရပြီးတော့တော်တော်လေးလန့်သွားပါတော့တယ်ရဟန်းကြီးကလူရှိကိုဖြည်းဖြည်းချင်းပြုံးပြပါတယ်တကားလေးငါ့ကိုဖုန်ကြီးเจ้าကိုခိုက်ပူပေးပါငါလမ်းလျှောက်ဖို့မတတ်နိုင်တော့ဆရာတော်သွားစင်းတဲ့နေရာကိုသွားပါတော့ကျွန်တော်တို့ကိုလာမချောက်ပါနဲ့လူရှိကချောက်အားလန်အားနဲ့ပြောလိုက်ပါတယ် ငါသွားသေးတဲ့နေရာကတော့ဒီဖះเจ้าမဲတကားလေးဆရာတော်ကပြန်ဖြေလိုက်ပါတယ်လူရှိကထိတ်လန့်တုန်လှုပ်နေပြီးလက်တီခြေရီတောင့်တင်းလာပါတယ်လမ်းဘေးမှာရှိတယ်ဘုန်းကြီးเจ้าကိုဖြတ်သွားတဲ့ခါမှာတော့သူကဆရာတော်ကဒီဘုန်းကြီးเจ้าကိုလိုက်ပို့ခိုင်းတာလို့ထင်ပြီးတော့မဆိုင်မတော့ပဲချက်ချင်းကြွေချလိုက်ပါတော့တယ်ဒါပေမဲ့ဆိုင်ကယ်ကိုရက်လိုက်တဲ့ခါမှာတော့ဆရာတော်ကဆိုင်ကယ်ပေါ်ကနေဆင်းဖို့ငင်းဆန်နေပါတယ်သူဘာလို့ရမှန်းမသိတော့တဲ့အထိကြောက်လန့်တုန်လှုပ်သွားပါတော့တယ်ဒါကြောင့်သူကဆိုင်ကယ်ကိုပြစ်ချပြီးတော့ဘုန်းကြီးเจ้าနဲ့ကိုပြေးဝင်သွားပါတော့တယ် စောရူတို့ကလည်းသူ့ရဲ့နောက်ကနေလိုက်လာပါတယ်။ဆရာတော်ကဆိုင်ကယ်ပေါ်မှာရှိနေသေးတာကိုတွေ့တော့သူကကြောက်လန့်တုန်လှုပ်ပြီးတော့ဆိုင်ကယ်ကိုပြစ်ချပြီးတငယ်ချင်းနောက်ကိုလိုက်ပြီးပြေးဝင်သွားပါတော့တယ်။ဖုန်ကြီးကြောင်းထဲမှာတော့ဖျားဆင်းသူတော်တွေနဲ့သူတို့ကိုကာကွယ်ပေးနိုင်တဲ့တကူရှိတဲ့အရာတွေရှိမယ်လို့သူတို့ကတွေးထင်ခဲ့တာပါ။သူတို့ကဖျားဆင်းသူတော်တွေရှိမှလက်အုပ်ချပြီးတော့တုံ့ပြန်နေပါတယ်။မနက်မိုးလေးနဲ့ထိဆောင်ပြီးတော့မှပြန်ထွက်သွားဖို့လည်းတွေးထားပါတယ်။ဆရာတော်ကဆိုင်ကယ်မှာရှိနေသေးမှကိုလည်းသူတို့ကြောက်နေပါတယ်။ ဒါပေမဲ့ရုတ်တရက်ဆရာတော်ရဲ့အတန်ကိုနောက်တစ်ချိန်ကြားလိုက်ရပါတယ်။ငါ့ကိုဖုန်းကြီးเจ้าကိုခဏလိုက်ပို့ပေးပါဦး။သူတို့နှစ်ယောက်လှည့်ကြည့်လိုက်တဲ့ခါမှာတော့ဆရာတော်ကြီးကိုမျက်နှာချင်းဆိုင်တွေ့လိုက်ပါတယ်။အဲ့ဒီမှာကြောက်လန့်ပြီးတော့တုံရင်ပြီးတော့ငိုကြွေးကြပါတော့တယ်။ဆရာတော်ကိုဖုန်းကြီးเจ้าကိုလိုက်ပို့ပြီးလေဘဲထီလိုက်ပို့အောင်ပါတော့။ဆရာတော်သွားတဲ့နေရာကိုသွားပါတော့ကျွန်တော်တို့အလှူတန်းနေလုပ်ပေးပါမယ်။ဒါပေမဲ့ဒီနေရာကဆရာတော်လာတဲ့နေရာမဟုတ်ဘူး။ဆရာတော်သွားတဲ့နေရာကိုသွားပါတော့ကျွန်တော်တို့အလှူတန်းလုပ်ပေးပါမယ်။ အေးဒါပေမဲ့ဒီနေရာကဆရာတော်သွားတဲ့နေရာမဟုတ်ဘူးဒီဘုန်းကြီးเจ้าကဆရာတော်ရဲ့ဘုန်းကြီးเจ้าမဟုတ်ဘူးကွာဆရာတော်ကပြန်ဖြေလိုက်ပါတယ်သူတို့နှစ်ယောက်ကအချင်းနေမကောင်းဘူးဆိုတာကိုသိလိုက်ပါတယ်ဘုန်းကြီးเจ้าကိုပတ်ကြည့်လိုက်တဲ့ခါမှာတော့ယဟန်တန်ကလည်းမရှိပါဘူးဒါကလူမနေတဲ့ဘုန်းကြီးเจ้าနဲ့ပူတူနေပါတယ်သူတို့ကဘုန်းကြီးเจ้าနဲ့ကနေအမြန်ပြေးထွက်ပြီးတော့ဆိုင်ကယ်တွေကိုဆက်နိုးပြီးထွက်ပြေးကြပါတယ်ဒါပေမဲ့နောက်ကျသွားပါပြီဆရာတော်ကလူရှင်ရဲ့မော်တော်ဆိုင်ကယ်နောက်ကိုခုံတက်သွားပါပြီ လူရှိကလည်းကြောက်လန့်တုန်လုံးနေပြီးဘာလို့ရမှန်းမသိတော့ပါဘူး။ဆရာတော်သတင်းသုံးနဲ့ဘုန်းကြီးចောင်းရှိကိုရောက်တဲ့ခါမှာတော့သူတို့ကကြောက်လန့်တုန်လုံးနေပြီးတော့အဲ့ဒီဘုန်းကြီးចောင်းကိုလည်းသတိရသွားပါတော့တယ်။လူရှိနဲ့ဆောတို့ကအရင်ရက်တွေကဒီဘုန်းကြီးចောင်းကိုလာဘူးတာကိုသတိရသွားပါတယ်။ဒါကြောင့်သူတို့ကဆိုင်ကယ်တွေကိုဘုန်းကြီးចောင်းထဲကိုမောင်းဝင်သွားပါတော့တယ်။ပြီးတော့အရာအားလုံးကတော်တော်ကြာကြာတိတ်ဆိတ်သွားပါတယ်။ဆောတို့တို့ငိုကြွေးနေတဲ့အတန်ကိုကြားတဲ့ခါမှာတော့လူရှိတယောက်ပြန်ပြီးသတိရလာပါပြီ။မင်းမသေးသေးသေးဘူးသွားသင်းတဲ့နေရာကိုသွားပါတော့တကယ်ချင်း လူရှိကစောတူတူအဲ့လိုပြောတဲ့ဟာကိုကြားတဲ့ခါမှာတော့လန့်သွားပါတော့တယ်။သူ့မျက်လုံးတွေကိုဖွင့်ပြီးတော့ထိုင်လိုက်တဲ့ခါမှာသူ့ရဲ့ခန္ဓာကိုယ်ကဖောက်ထွက်ပြီးမြင်နေတာကိုတွေ့လိုက်ရပြီးအံ့အားသင့်သွားပါတယ်။သူကစောတူတူကိုခေါ်ဖို့ကြိုးစားပေမဲ့စောတူတူကပြန်မဖြေပါဘူး။သူ့ကိုမမြင်သလိုပါပဲ။လူရှိကစိတ်မကောင်းဖြစ်သွားပါတယ်။ဒါကြောင့်သူကငြိမ်သက်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့ခါမှာတော့သူ့တည်သွားပြီဆိုတာကိုလက်ခံဖို့ခက်ခဲနေပါတယ်။ဆရာတော်ကတော့ဝမ်းထဲချီခွဲစွာနဲ့ကြည့်နေပါတယ်။ ဆရာတော်တော်ကျွန်တော်ကိုလာပြီးမချောက်လန့်ရင်ကျွန်တော်လည်းဒီဖះเจ้าကိုလိုက်ဖို့မှမဟုတ်ဘူးကျွန်တော်လည်းတိမ်မှာမဟုတ်ဘူးလူရှည်ကခါးသီးစွာပြောလိုက်ပါတယ်ဆရာတော်ကတိတ်ဆိတ်စွာညင်တက်နေပါတယ်လူရှည်ပြောတာကိုမကြားသလိုမျိုးဘာမှပြန်မပြောပါဘူးအဲ့ဒီချိန်မှာစောတို့တို့ကစကားဖြတ်ပြီးပြောလိုက်ပါတယ်ဆရာတော်ဘာလို့ဆရာတော်ကကျွန်တော်တို့ကိုတည့်ရဲမဟုတ်ဘူးလို့မပြောတာလဲစောတို့တို့ကအဲ့လိုမေးလိုက်ပါတယ်တကယ်တော့ငါလည်းမသိဘူးလေကွာပထမတကားတို့ကဘာကိုကြောက်နေကြမှန်းလဲမသိဘူးပြီးတော့ဘာလို့ဒီလောက်ကြောက်လန့်ပြီးပြေးရလဲဆိုတာလဲငါအံ့ဩနေတာပြီးတော့တကားတို့က ငါကိုသွားတဲ့နေရာကိုသွားပါဆိုပြီးပြောတယ်။ငါတကယ်သွားတဲ့နာကငါတရင်တုံးတဲ့ဘုန်းကြီးเจ้าကိုလေ။ဆရာတော်ကအဲ့လိုပြန်ပြေးလိုက်ပါလေ။အခုဆရာတော်သွားတဲ့နေရာကိုရောက်သွားပြီ။ပြီးတော့ကျွန်တော် ရောလူရှိကျွန်တော်တငယ်ချင်းရောသူရောသွားတဲ့နေရာကိုရောက်သွားမှာလား။စောတို့တို့ကမေးလိုက်ပါလေ။ကံကြမ္မာဆိုတာကငါတို့မတတ်မှတ်နိုင်ဘူး။ तू ဘလို့ကံနေလုတ်ခဲ့လဲဆိုတာပေါ်မှာပဲမူတည်တယ်။ငါ့ကိုပဲကြည်လေ။ငါလဲကံကြမ္မာရဲ့အကျိုးဆက်တွေကိုခံစားနေရတာပဲ။ငယ်ငယ်တုန်းကသူများပစ္စည်းတွေကိုခိုးခဲ့ဘူးလေ။သူများကိုထိုးကျိတ်ခဲ့ဘူးလေ။သူတို့ထိခိုက်တံရရရခဲ့တယ်။ ဲ့ဒီကန်တွေကအခုအသက်ကြီးတော့အကျိုးပြန်ပေးလာတယ်။မနေ့ကပဲတခိုးတွေကဖုန်ကြီးเจ้าကိုလာပြီးလူတယ်လေ။မှောင်မဲနေတဲ့နေရာမှာငါ့ကိုတွေ့တော့သူတို့ကငါ့ကိုထိုးကြိတ်ကြတယ်။တကာတို့မြင်တဲ့အတိုင်းပဲမျက်နှာတွေဆိုတော့ရောင်ကိုင်းနေတာပဲ။ဒါပေမဲ့သူတို့မျက်နှာတွေကိုတော့ငါမမှတ်မိတော့ဘူး။သူတို့ငါ့ကိုရိုက်နှက်ပြီးတဲ့နောက်မှာတော့ဖျားဆင်းမှုတော်တွေအများကြီးယူသွားတယ်။အလှငွေတွေလည်းအများကြီးယူသွားတယ်။အဲ့ဒီနားမှာတွေ့တဲ့ရွာသားတွေကိုမေးကြည့်တော့သူတို့ကရေကန်ထဲကိုတခုခုပြစ်ချလိုက်တာကိုတွေ့လိုက်တယ်ဆိုပြီးပြောတယ်။အဲ့ဒီလူနှစ်ယောက်ကတော့ထွက်ပြေးသွားတယ်။ဒါကြောင့် ငါကိုယ်တိုင်ဖျားဆင်းမှုတော်တွေကိုတွားရှာခဲ့တာကံကောင်းစွာနဲ့ပဲဖျားဆင်းမှုတော်တွေနဲ့အလှူငွေတွေကိုအကုန်လုံးပြန်တွေ့ခဲ့တာဆရာတော်ကအဲ့လိုပြောလိုက်ပါတယ်ပြီးတော့ဆရာတော်ကရှော့နေပေးနေတဲ့အိတ်ထဲကနေပြီးတော့ဖျားဆင်းမှုတော်တွေကိုထုတ်လိုက်ပါတော့တယ်စောတို့တို့ကအဲ့ဒီလိုတီးလိုက်ရတဲ့ခါမှာတော့တော်တော်လန့်သွားပါတယ်သူတို့ခိုးဖို့ကြိုးစားနေတုန်းမှာကျောင်းထဲမှာတွေ့ခဲ့တဲ့ဖုန်ကြီးကြီးကဒီဆရာတော်ပဲဆိုတာကိုသူတို့သိလိုက်ပါပြီသူတို့ကမှောင်မဲနေတဲ့နေရာမှာဆရာတော်ကိုတွေ့ခဲ့တာကြောင့်မျက်နှာကိုမမှတ်မိပါဘူး ဒါပေမဲ့ဆရာတော်ကလည်းသူတို့ကိုမှတ်မိမှာကိုကြောက်တဲ့အတွက်သူတို့ကဆရာတော်ကိုအချိန်ချင်းရိုင်းနှက်ခဲ့တာပါဒါကြောင့်ဆရာတော်ရဲ့မျက်နှာကဒီလိုရောင်ကိုင်းနေတာပါရေကန်ဘေးမှာပြန်တွေ့တဲ့ခါမှလည်းသူတို့ကတရေလို့ထင်နေခဲ့တာပါဒီတခါတော့ငါရဲ့ကန်ကျင်မာကငါ့ကိုနာကျင်အောင်ပဲလုပ်ခဲ့တာမသိစေခဲ့ဘူးဘာလို့လဲဆိုတော့ငါကတကာလူရှည်ရဲ့မော်တော်ဆိုင်ကယ်ကိုစီးပြီးတော့လူမနေတဲ့ဖုန်ကြီးကျောင်းထိပဲလိုက်သွားခဲ့လို့ပဲငါကတကာတို့ကိုဖုန်ကြီးကျောင်းထဲမှာလိုက်ရှာတဲ့ခါမှာတကာတို့ကကြောက်လန့်လန့်အားနဲ့ထပ်ပြီးထွက်ပြေးသွားကြတာငါလိုက်မမိတော့ဘူးတကာတို့မော်တော်ဆိုင်ကယ်နဲ့ထွက်သွားကြတာ ။ဒါကြောင့်ငါကလမ်းမေးမှာကားတားစီးပြီးတော့ဒီဖုန်းကြီးเจ้าကိုလာခဲ့ရတာ။မဟုတ်ရင် တကားလူရှည်ကငါ့ကိုဒီဖုန်းကြီးเจ้าကိုသာလိုက်ပို့တယ်ဆိုရင်ငါတည်သွားမှတည်ကြတယ်။ဆရာတော်ကအဲ့လိုပြောလိုက်ပါတယ်။လူရှည်ရဲ့ဝိညာဉ်ကဆရာတော်ပြောတာကိုကြားတဲ့ခါမှာတော့တော်တော်လေးအံ့အားတင်သွားပါတယ်။သူ့မော်တော်ဆိုင်ကမောင်းထွက်လာတော့ကယဟန်တပါးကသူ့ရဲ့နောက်ကိုခုန်တက်ပြီးတော့ဒီဖရားเจ้าကိုလာဖို့လုပ်နေတယ်လို့သူခံစားခဲ့ရပါတယ်။ကြည့်ရတာတော့ဒါကသူတို့ရဲ့ကြောက်ရွံ့မှုနဲ့ကံကြမ္မာကြောင့်ယဟန်တရေကိုမြင်အောင်နေတယ်လို့ဆိုလိုတာပါ။နောက်ဆုံးတော့သူက ကန်ဆူးမှုမောင်ကြခဲ့တယ်ဒီဖေအားကြောင့်ရှိမှပဲတိတ်ဆုံးသွားခဲ့ပါတယ်စောရူရူနဲ့လူရှိကအမှန်တရားကိုသိရရတဲ့အခါမှာတော့ဘာပြောရမှန်းမသိတော့ပါဘူးအထူးသဖြင့်နားထောင်နေတဲ့လူရှိရဲ့ဝိညာဉ်ကတော်တော်လေးညောင်လာရသွားပါတယ်သူဒီလိုတိတ်ဆုံးခဲ့ရတာကသူ့ရဲ့ကံကြမ္မာပဲဆိုပြီးတွေးလိုက်ပါတယ်ဖေအားကြောင့်ကပစ္စည်းတွေကိုခိုးယုံမကဘူးယဟန်တန်ကားတွေကိုလည်းရိုက်နှက်ခဲ့ပါသေးတယ်ဒါအပြင်လူရှိကသူတယောက်တည်းတိတ်ဆုံးခဲ့ရတာမတရားဘူးဆိုပြီးတွေးမိလိုက်ပါတယ်စောရူရူကလည်းသူ့ကိုခိုးဖို့တိုက်တွန်းတာပဲဘာလို့ तू ကမသိရတာလဲ ဒါမှမဟုတ်ဘာလို့ချက်ချင်းကံမစိုးရသေးရလဲအဲ့လိုတွေးပြီးတော့တရေလူရှိကတငယ်ချင်းဖြစ်သူကိုအယံမုံဒီသွားပါလေဒါကြောင့်စောတူတူရဲ့ခန္ဓာကိုယ်တွေကိုဝင်ပူလိုက်ပါလေပြီးတော့ရုတ်တရက်မော်တော်ဆိုင်ကယ်ကိုအချိန်ပြင်းပြင်းနဲ့မောင်းထွက်သွားပြီးတော့လမ်းဘေးကရေကန်ထဲကိုထိုးချလိုက်ပါတော့တယ်ဒါကြောင့်စောတူတူလည်းတေဆုံးသွားပါတော့တယ်လူရှိရဲ့ဝိညာဉ်ကစောတူတူရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးတော့ကျေနပ်စွာနဲ့ရေမောလိုက်ပါတယ်အခုတော့ငါတို့နှစ်ယောက်တူတူပဲငါတို့တူတူသွားတဲ့နေရာကိုသွားကြတာပေါ့တငယ်ချင်းတကယ်လို့တင်တို့သာ ူးရှိတာဆိုရင်စောတူတူကိုအဲ့လိုလုပ်မလားအောက်မှာကွန်မန့်လေးတွေမှတ်သွားပေးပြပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တစ်ဆက်နေမှုကိုဒီမှာပဲရန်အောင်ပြပါခင်ဗျာကျွန်တော်တို့စီရင်တစ်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြို့တရခင်ကျင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်